တတိရမကမနှုတ်တယ်မြေမရဲ့မင်းညူတဲ့ဆိုပြောချင်တာလားကျွန်တော်အခုတရားပလီယုံတနေရာနေလိုက်ရွံ့နေတာပါဗျာအဓိကကျွန်တော်ဖြစ်ပေါ်ဒီကဝက်တောင်ဆုံးကအလုံသမားတွေအတွက်ပို့ဟလာကျွန်တော် group ထဲမှာထည့်ပေးဖို့အတွက်ပေါ့နော်အလုံသမားတွေကအခုလိုအလုံထောက်ခံပြီဆိုတဲ့အခါကျရင်ကိုကိုတိုင်းက လုံသမားတွေကကျိုးရင်လုံသမားတွေလုံရဖွဲ့စည်းနေနိကတ်ဖို့မရှိဘူးကျိုးရင်လိလထားတာမရှိဘူးဥပဒေကိုလည်းတည်ကြကြမလိလာဘူးအခွင့်အရေးကိုလည်းမလိလာတဲ့ခါကျတော့သူများပြောတာဝနာတွေပြောတာစေမတွေပြောတာဆက်ရှင်ကပြောတာကိုပဲကျွန်တော်တို့နားတောင်ပြီးတော့ပြန်ပြောခွင့်မရှိတာအဲ့ဒါကျွန်တော်တို့ရဲ့အားနည်းချက်ပဲအဲ့တော့အခုကျွန်တော်ပြောချင်တာကထိုင်းနိုင်ငံရဲ့ဥပဒေမှာကအလုံသမားတယောက်ကအလုံဝင်လို့လိလာသွင်းမှာ သာလာတွင်မှာအလုတ်ပြုတ်ခံရတယ်ဆိုလို့ရှိရင်မျက်နှာကြီးပေးလိုက်ရင်ဝေးသောင်းပေးလိုက်ရင်ပြီးရောဆိုတာကဥပဒေเนาะကျွန်တော်တို့အလုတ်သမိုင်းလုပ်တဲ့အခါကျဥပဒေတစ်ခုတည်းကြည့်လို့မရဘူးအခွင့်အရေးကိုကြည့်ရတယ်အလုတ်သမားအခွင့်အရေးဘာဒီဆုံးရှုံးသွားတာလဲ ီလာတွင်မှာအလုံသမားရထားတဲ့ငွေနဲ့အလုံသမားခုန်ကြစိတ်နဲ့ဘာကိုတတ်ချရတဲ့ခံမျိုးမှာအလုံသမားကအိုက်ဆက်ယုံဝင်မယ်ဆိုအနေသူပေါင်းကူတော်လောက်ကုန်ထားတယ်လို့ကြားတယ်အခန်းတွေငားရတယ်အပြားတွေလာပြီးတော့ဗိုင်ကျော်တွေတောင်းလာခဲ့ရတယ်ဗိုင်ကျော်တွေပေးလိုက်တယ်ဗိုင်ကျော်တွေလည်းသူတို့ကဒီ၄၆လတွင်မှာသတိမပြောင်းပြီးသားဘူးဒါကြောင့်အခုရေးဆုံးချုံးသွားပြီနောက်ထပ်သွားမယ်ဆိုစားဆက်တန်းကျော်ဒပိုင်းစားနဲ့သွားလို့မရတော့ဒါလည်းအခုရေးဆုံးချုံးသွားပြီအဲ့တော့ကျွန်တော်တို့ကလုပ်ငန်းရှိကိုပြန်တင်ပြရမှာအခုရင်းနဲ့ပဲတင်ပြရမှာဥပဒေနဲ့ဆိုရင်တော့တစ်နှစ်စာပေးလိုက်ပြတ်တယ်နော်ဥပဒေကိုဒီစားရင်တော့ ကိုကဥပဒေကိုကျွန်တော်တို့ကတချို့အားနည်းချက်ကိုပြန်ပြီးတော့ခွင့်ရင်းနဲ့ပြန်တိုက်ယူရတာအဲကြောင့်အလုပ်သမားတွေအနေနဲ့ people ကြီးစက်ယုံတဲ့ကိုကျွန်တော်ဒီပြောတဲ့တိုက်တွေကိုထည့်ပေးပါအားလုံးကစီးလုံးရမယ်အားလုံးကတော့ကားပေါ်တင်လိုက်ထွက်သွားလိုက်ကိုလူက9ရောက်ဖြတ်ချင်းချိန်ကတ်တောင်းလိုက်ပတ်စံသိမ်းပြန်ပြောလိုက်အဲ့ဒါမျိုးမလုပ်ရဘူးကျွန်တော်တို့တိုက်နေတာက policy ကိုတိုက်နေတာเนาะကျွန်တော်တို့ခုလက်ရှိတွန်းလှန်နေတာကမတရားမှုတွန်းလှန်နေတာဖြစ်တဲ့အတွက်ပတ်စံလူကြီးလုံးလို့ရှိအဲ့လိုလောက်ရမလို့เนาะအခုကျွန်တော်တို့ဆန္ဒပြတာလည်းမဟုတ်ဘူးသူကကျွန်တော်တို့ခေါ်တာ ခေါ်ပြီးတော့မှအလုပ်ဖြုတ်မှုလို့ပြောတာအဲ့တော့လုံသမားကြီးကလည်းနားလည်ထားတာပါလဲဆိုတော့တနည်းမပြည့်ပဲလုပ်ဖြုတ်ရင်ဂျော်ဂျီပြည့်ပြီးလာပဲဆိုတဲ့အတိတော့ပဲနားလည်ထားတာအဲ့ဒါကဥပဒေပဲနော်အဲ့တော့ time မှာရှိတဲ့လုံသမားကြီးလုပ်တဲ့သူကအရန်နေတယ်အဲ့လုံသမားကြီးလုပ်တဲ့သူတွေကလည်းဒါကိုကျွန်တော်တို့နားလည်ထားမှာအခွင့်အရေးနဲ့ဥပဒေနဲ့မတူဘူး ဆွဲပြီးတော့ကျော်တို့ကတိုက်ခိုက်မှုလုပ်ရတယ်အဲ့တော့လုပ်ငန်းရှင်ကိုပြောစီချင်တာကတကယ်ဆက်ရင်ကအလုံးမရှိဘူးအော်ဒါတွေမရှိဘူးဆိုကျွန်တော်တို့တလားဆောင်ပေးရမယ်ဆောင်မယ်နောက်ကျော်ဒီဆက်ရင်မှာပဲနေပေးမယ်ကျော်တို့ပတ်သက်မပေးပါနဲ့အခင်ရေများဒီတလားသွင်းလောက်မှာအာမခံချက်လေးနဲ့အလုတ်ပြန်ဝင်မယ်ဆိုရင်ကျွန်တော်တို့အလုတ်ပြန်သွင်းပေးပါစားစားတော့မမကန်လုတ်ပေးပါအဲ့တော့တောင်းဆိုပါမယ်ဟာသူကပဲငါဘယ်နည်းခွန်မှန်းမသိဘူးလို့သူကပြောနိုင်တယ်နော်ဆက်ရင်ကမင်းတို့ဘယ်နည်းမှငါတို့ပြန်ခွန်မှန်းငါတို့ကနန်းနီမပေးနိုင်ဘူးဆိုရင်ရတယ်ကျော်ဆောင်မယ် ဒါပေမဲ့ကျွန်တော်တို့မခေါ်ပဲနဲ့အခြားလူသစ်ကိုခေါ်သွင်းတာမျိုးတွေမလုပ်ဘူးဂတိပေးပါအဲ့ဒီအချိန်မှာလူသစ်တွေသွင်းလို့ကျွန်တော်တို့ဆိုင်ုံထဲမှာရောက်သွားပြီဆိုကျွန်တော်တို့အခုလက်ရှိညားတဲ့ရက်ကစပြီးတော့အဲ့ရက်တိကိုနေသားကကိုအလုံသမားဝင်းဌာနကတမတ်ထိုးပြီးမလားပြီးမယ်ဆိုတာကိုအဲ့လိုအခွင့်အရေးကိုပြန်တောင်းဆိုပါမှာနော်အဲ့ဒီလိုပြောလို့အဲ့ဒီအလုံသမားတရားကိုရဲစခန်းလက်ထိတ်ကပ်ပြီးခေါ်လာတော့ကျွန်တော်လိုက်ရှင်းမယ် အဲ့ကလေးထားပြောဆိုအဲ့ကလေးဖမ်းသွားကျွန်တော်လက်ခဲ့မယ်နော်အချိန်တော့စောင့်ပြီးကျွန်တော်ခုလက်ရှိနေဆက်မှာရှိနေတယ်အဲ့တော့ကျွန်တော်တောင်းယူပြီးရှိမယ်ကိုကပြောတဲ့ခါမျိုးမှာတိတိကျကျမှန်မှန်ကန်ကန်ကျွန်တော်ပြောရတဲ့အခါအားလုံးထောက်ခံလာလို့ရင်မိပြီးမှပြောမယ်တယောက်ကထားပြောလိုက်တယောက်ကမကြားအလို့မလုံးနဲ့အားလုံးကိုသားပြောမယ်ဆိုအားလုံးကျွန်တော်ပြောမယ်ခင်ဗျားတို့အတွက်မားတို့အတွက်ကိုတို့အတွက်ဖြစ်လာရင်ကျွန်တော်ခံမယ်နော်ခင်ဗျားကျွန်တော်ဝန်ရံပေးရမယ်အဲ့လိုပြောပြီးတော့မှကျွန်တော်ပြောတဲ့အခါကိုသဘောတူရင်သဘောတူလည်းပြောပါသဘောမတူကျတော့ဒီနေရာထွက်သွားမယ်အဲ့လို ကြီးရနေဦးဆောင်တဲ့လူကမမကန်ကန်ပြောမှအောင်မြင်တယ်။အဲ့တော့ဟိုသူကတပတ်ပြောလိုက်ဒီလားတပတ်ပြောလိုက်ဆိုရင်ဒီ1900တဲ့မှာတဖြည်းဖြည်းညနေ3000တော့ကျမှာမဟုတ်တော့ဘူး။တတိယမှာမှာကျုပ်တင်မြန်မာရဲ့မညီဘူးတဲ့ဆိုပြောချင်တာအဲ့ဒါ။အယူတယ်ကျွန်တော်ဘာလုပ်ပြီးနိုင်လဲဆိုတော့သူတို့နဲ့ကြော်နဲ့တက်ခိုက်တဲ့အခါကျရင်သူတို့ကပတ်စံရှိတယ်။ရေးပိုင်တယ်အလားပိုင်နေပိုင်တယ်ကျွန်တော်တို့ကအခွင့်အရေးပိုင်တယ်။အဲ့တော့တကယ်တကယ်အဲ့ဒီလူသမားဒီကနေ့လုံးဝလက်မှတ်လည်းမထိုးဘူး။အဲ့ဒီလူသမားက မောက်ထုတ်တယ်ဆိုရင်အကုန်လုံးပြန်လာခဲ့လိုက်ကျွန်တော်အဲ့ဒီလုပ်သမားကျွန်တော်လာပြည့်မယ်ကျွန်တော်ကိုယ်တိုင်ခွင့်ရအောင်လုပ်ပြီးမယ်နော်ကျွန်တော်လုပ်ပြီးနိုင်တာပါလဲဆိုတော့အားလုံးအလုပ်ဝင်ဖို့တောင်းဝန်ယူမှာမဟုတ်ဘူးမင်းတို့အဲ့လိုမတရားလို့မင်းတို့ဆိုင်ရုံပိတ်မလားငါတို့လုပ်သမားဆက်ခိုင်းမလားအဲ့ဒီခုပဲကျွန်တော်ရင်ဆိုင်ပါနော်အဲ့လားလေးကိုကျွန်တော်ပြောချင်တယ်ဗျအဲ့ဒီကျွန်တော်တွေ့နေတဲ့ဟာလေးကိုနားမလည်တချို့ဟာဒီမှာကျွန်တော်လိုက်ထည့်ရပြောလို့မရတာရှိတယ်ကျွန်တော်မက်ဆေ့ချ်နေလာမေးပါနော်အဓိကတော့လုပ်သမားစီယုံထားရမယ်လုပ်သမားတွေ လိုသူများများအနိုင်ကျင့်ခံရင်အချက်၃ချက်နဲ့ပဲအနိုင်ကျင့်ခံရတယ်နံပါတ်၁ကအုပ်စုခွဲရင်အနိုင်ကျင့်ခံရတယ်ကျွန်တော်အများကြီးပြောတယ်အုပ်စုမခွဲကြနဲ့ပြီးရင်ကျွန်တော်တို့ကကြောက်တတ်ရင်အနိုင်ကျင့်ခံရတယ်မကြောက်ကြနဲ့နော်အငါတော့အလုပ်ပြုတ်သွားမှငါတော့မှပလိတ်ဖမ်းမှငါတော့မထပ်ပြောလိုက်ငါ့ကိုဒီကလူတွေကငါ့ကိုဘယ်လိုမြင်မလဲအဲငါဘာမှပြန်မဲ့လှုပ်ရှားတော့မယ်ဆိုရင်ကြောက်စိတ်တွေမမွေးနဲ့ကြောက်တယ်ဆိုတာကသူများကိုလာကြိုက်လို့ပြန်လှုပ်ဘူးအဲ့ဒါပြန်ခံလောက်တာတော့ရိုက်ခံတာကြောက်တာပြောတာမဟုတ်ဘူး ကိုယ့်ရဲ့မိသားစုစာဝင်ရေးကိုကြောက်ပြီးတော့မှရှေ့ရထွက်မရတာအဲ့ဒါကိုကြောက်တယ်လို့ခေါ်တယ်။အုပ်စု꽌တယ်ဆိုတာကဟိုလူကတစ်ဖွဲ့ထွက်သွားဒီလောက်သူအဲ့ဒါအုပ်စု꽌တာအဲ့ဒါအနိုင်ကျင့်ခံရမှာ။လုပ်ငန်းရှင်တွေကဝနာတို့ဆက်တို့နော် CEO တို့ HR တို့ကအနိုင်ကျင့်လို့ရှိရင်အလုပ်သမားမညီညွတ်မှအနိုင်ကျင့်လို့ရတယ်။အဲ့တော့အလုပ်သမားတွေအနိုင်ကျင့်မခံညီညွတ်ပါအုပ်စုမ꽌နဲ့မကြောက်ပါနဲ့။နောက်ပြီးတော့မလင်ရဘူး။သစ္စာဆိုပြီးပြောရမှာကျွန်တော်တို့ဒီဇက်ယူဝင်လာတဲ့ခါမှာစမကဘလောက်ပြီးခဲ့ရတယ်။ ချူဝါကုတ်ကိုဆက်ယုံကအလကားပြီးမယ်ကျွန်တော်တို့မှအချူဝါကုတ်ရဖို့ပတ်စံပေါင်း900ကောင်လာခဲ့တယ်ရေးရေးတင်းတင်းပြောရမယ်ကျွန်တော်တို့ဒီလိုလာဖို့တော့ကကုန်ကြတဲ့ block ကောင်လာခဲ့တယ်ကျွန်တော်တို့မှအခန်းကြီးငားရတယ်ကျွန်တော်တို့ဒီဆိုင်ဆာတန်းနဲ့အပြူဆက်သွားဖို့လည်းကျွန်တော်တို့မှမလွယ်ဘူးအဲ့ဒါလုပ်ငန်းရှင်ကကျွန်တော်တို့အလုံးမရှိခဏလေးကျွန်တော်တို့စောင့်ပေးမယ်ကျွန်တော်တို့အလုပ်ပြန်သွေးပေးပါခွန်နိုင်နေနေပါနော်ဒီနေ့တရားပဲခေါ်ခေါ်နေရာပဲခေါ်ခေါ်ပေါ့ကျွန်တော်တို့ဥပက္ခပြုပြီးတော့မှနောက်လူတစ်တီခေါ်သွင်းမယ်ဆိုရင်ခေါ်သွင်းတဲ့နေရာစားပြီးကျွန်တော်တို့လက်ရှိနားရရကိုတောင်းယူပေးရမယ် အဲ့ဒါလေးကိုနားလည်အောင်ဥခိုင်ခုပြောတဲ့ပုံစံမျိုးနဲ့ပို့ပြီးကောင်းမယ်ထင်ပို့ပြီးတော့ကောင်းတဲ့စကားတိုင်းပြောမယ်မကြောက်နဲ့နော်အမှန်တိုင်းပြောရရမယ်နောက်ပြီးတော့အုပ်စုမကွဲနဲ့အဲ့ဒီလူတွေအကုန်လုံးအုပ်စုမကွဲရင်ဥခိုင်ကြီးကဘယ်လိုကူညီပါလဲလို့မိကုန်ထုတ်မယ်ဆိုရင်အကုန်လုံးကစက်ယုံပြပတ်ကိုထွက်လိုက်ကျွန်တော်ရှင်းမယ်နော်အဲ့စက်ယုံလေးမှာကျွန်တော်ဝင်ရှင်းလို့မရဘူးနော်ကျွန်တော်အဲ့ဒီဂျုံမှလည်းကျွန်တော်မရှင်းဘူးနော်ကျွန်တော်ရှင်းရမယ့်နေရာရှိတယ်အဲ့တော့လုံသွားတဲ့နေစီးအောင်မယ်ဆိုကျွန်တော်သွားကြရမလို့ဟုတ်လိုက်ကြောရှိလာခဲ့လိုက် ကျွန်တော်ရှင်းပြမယ်အဲ့လိုမှအခုခွင့်ရရပါစေရမယ်ဟောအဲ့အဲ့ဒါလေးကိုကျွန်တော်လမ်းပြောတာနောက်ပြန်ရင်ဘေးကကုညီတဲ့လူတွေလိုင်းပေါ်ပါပဲအခုကိုရဲမင်းဆက်လေကိုရဲမင်းကဖုံးမကိုင်ဘူးဥကိုင်းကြီးဆက်လေမကိုင်ဘူးကိုမုံနိုင်ဆက်လေကိုမုံနိုင်ကမအားဘူးအဲ့ဖွဲ့စည်းတဲ့ကုန်လိုက်ဆက်ပါပဲလူသမားဒုက္ခရောက်လာပြီဆိုအဖွဲ့စည်းအကုန်တည်ရတယ်လူမဲ့တန်းမဲ့ဆိုကြောက်မှတည်မရဘူးအဲ့ဒီလုံသမားကောင်းကောင်းကြီးထောင်ကြတယ်ချုပ်ကြတယ်ဘာမှလက်မကြည့်တော့ဘူးအဲ့ဒါကြောင့်မလို့လုံသမားကြီးအနေနဲ့အမြင်နဲ့နိုင်မမှာကိုအဖွဲ့စည်းတွေကိုကူညီတောင်းမယ်ဆိုရင်ကိုကအဖွဲ့စည်းနဲ့အမြင်ရင်းနှီးနေရမယ် ဒုက္ခရောက်မှအိုက်ဖွဲ့စည်းပူညီတောင်းတဲ့ပုံစံမျိုးလည်းကျွန်တော်အဖြစ်မခံဘူးเนาะအဲ့တော့ကျွန်တော်ဘုရားတော်သမားဆောင်ကျစီယုံရမယ်သစ္စာရှိရမယ်ပြဿနာဆုံးကြတက်လာပြီဆိုရင်မိမိတို့အာနေချက်ကိုမိမိတို့အချောက်ဆိုင်နဲ့မဖြေရှင်းနဲ့เนาะဒီရလူလာမအခုခိုင်လာမပြေလဲဝမယ်ကိုကိုမွန်နိုင်လာမပြေလဲဝမယ်ကိုရင်မိတာအတ္တမျိုးကြီးမတွေ့ရဘူးအတ္တမျိုးပြုလို့ကျောင်းနိုင်ငံအာနာသိမ့်ခံရတာဘယ်ကောင်မှမလာခြင်းနေပြီလို့မခွေကိုပေါ့လို့ယူရမယ်ကိုပေါ့ကိုလုံနိုင်တဲ့စွမ်းအားရှိတယ် လုံသမားတွေအားနေပဲအလုံသမားကုညီတဲ့လူတွေကကုညီရတာဖြစ်တယ်အလုံသမားတွေတယောက်မှမထောက်ကန်အဲ့ဒီလုံသမားကြီးလာလို့တော့ဖိဖန်းသွားမှာပေါ့နော်အဲ့အရာတွေလည်းကြည့်ရမယ်အတိအဲ့ဒီလူကြောင့်လည်းထိုးမသွင်းနဲ့နော်အဲ့ကြဟန်ငန်းဆိုတဲ့မျိုးတွေကလည်းကျွန်တော်တို့ဝါတာမစ်စစ်ဘာစစ်ညာစစ်နဲ့ရောက်တာနဲ့ဒီလိုကုညီတောင်းတဲ့ကောင်တွေရှုံလက်ထည့်မယ်ဆိုဂျန်လေးပါကိုနောက်ဆုံးသွားပြီအဲ့လိုမလုပ်ရဘူးအတင်းမခေါ်ပါဘူးကိုယ်ဟာပဲအပြင်ထွက်ရမယ်ကိုကအတင်းအလုံသမားကြီးလုပ်နေတဲ့လူတွေကြောင်လဲထိုးမသွင်းရဘူးကျောလုံနေရတာတရားဝင်ကိုကနိုင်ငံတော်ကရှာမှတ်ပေးတာပြီးတော့ပတ်စံနေပေး ဟိုမှာတရားဝင်လုံးခွင့်ရတဲ့လုံသမားတွေလုံသမားတွေလုံနေလူတွေမဟုတ်ဘူးเนาะကျွန်တော်တို့ကအခွင့်အရေးကိုကျွန်တော်တို့ကတိကျကားကနနာလေးလာပြီးလုံးရတဲ့အတွက်လုံသမားတွေအနေနဲ့အဖွဲ့အစည်းတွေအားလုံးကူညီတောင်းတဲ့အခါကျစစ်စစ်လုံးလုံးနဲ့တောင်းရမယ်အဲ့ဒီအဖွဲ့အစည်းချင်းချင်းချင်းပြန်မတိုက်ပြရဘူးအဲ့တော့ဘသူပဲလာလာလာတဲ့လူကအဲ့ကိုသွားတဲ့လူကအလုံသမားခွင့်ရအောင်လုပ်ပြရမယ်ဟိုဘက်ဒီဘက်ခွဲကြရမလို့ဘူးလုံသမားထောင်ကျော်မှာ ဖွဲ့၅ဖွဲ့တိ၅ဖွဲ့လုံးသွားကူညီရမယ်အဲ့ဒီကူညီရလူတွေကဘယ်သဘောထားတူတူမတူတူကူညီရခံပြီးမှပုံစံတစ်ခုတည်းဖြစ်နေရမယ်ဒါမှလုံမကူညီရမှာအဲ့တော့သွားတဲ့လူကလည်းအခွင့်ပြောဟိုကလည်းခုလူလာလို့အတူမလောက်ပါဘူးလူသမိုင်းလှုပ်တဲ့လူတွေကအများကြီးမရှိဘူးအားလုံးခေါ်ရင်အားလုံးသွားကြပြိုင်နေကူညီဖို့ခေါင်းဆောင်တွေကစီယုံရမယ်ကျွန်တော်တို့မတူညီတာတွေကိုခွဲလို့တူညီတာကိုတွဲပြီးလုပ်မယ်အဓိကအလုပ်သမားတွေခွင့်ရရဖို့ပဲအဲ့ဒါလေးကျွန်တော်ပြောချင်တာပါဗျနော်အဲကျွန်တော်ပြောတဲ့ချက်၃ချက်ကို ကျွန်တော်တို့အလုံးသိမယ်ဆိုရင်ကျွန်တော်တို့တချို့ဟာဒီမှာကျွန်တော်ထုတ်ပြောလို့မရတာရှိတယ်။ဘာလို့တောင်းဝင်ယူမလဲဆိုရင်သူတို့မကူညီဆိုတဲ့နေကြာကျွန်တော်တောင်းဝင်ယူမယ်။သူတို့ဘာမှမလုပ်ပေးနိုင်တဲ့ဆိတ်ရှင်ကြာကျွန်တော်ဒါမှမဟုတ်လုံးမလက်မမထိုးခဲနဲ့။သဘောမတူညီခဲနဲ့။ချိတ်ကပ်ပဲတိမ့်တိမ့်ဘာပဲချိုက်တာတိမ့်အဲ့ဒီကျေဖတ်ထားရပြီကျော်လုံးလုံးရပြီနော်โอเคအားလုံးဆိုတော့ချိန်မရလို့ပါဗျဒီကတူလေးတည်းပြည့်စုံပေးပါ